আর একটা জিনিস বিবেচনায় রাখতে হবে এই বর্ডার আমাকে ম্যানেজ করতে হবে রক্ষা করতে হবে শান্তিপূর্ণ রাখতে হবে এটা একটা পোরাস বর্ডার তো এর জন্য ওপারে যেই থাক Arakata to UNDP နဲ့ Bangladesh အစိုးရကြောင့်ဆက်ဆံနေမှုပုံပေါ်စစ်ကောင်စီကကံကုန်ကူဆောင်ခဲ့တာကို Bangladesh အမျိုးသားလုံခြုံရေးအကြံပေးခလီလာရမန်ကပြရှလိုက်တဲ့လို့ Bangladesh နိုင်ငံသတင်းဌာနကဤတာပေါ်ပြထားပါတယ် Bangladesh အစိုးရအနေနဲ့ မိမိတို့နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်မြှင့်တင်ဖို့လိုအပ်တယ်လို့ယူဆရင်ဘေးအဖွဲ့စည်းနဲ့မဆိုဆက်ဆက်ဆောင်ရွက်သားမှဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယာမန်ကတည်ထောက်တွေကိုပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။နောက်ပြန်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာအချုပ်ချာအာဏာပိုင်နိုင်ငံတကံဖြစ်တဲ့အတွက်မိမိတို့နိုင်ငံအကျိုးစီးပွားအတွက်ဘယ်လိုရှိတဲ့သူတွေနဲ့ရှိတဲ့ဆက်ဆံမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့ဧပြီလအတွင်းမှာအာရခတက်တော် UNLA နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့နှစ်ဖက်တိုက်ဆက်ဆံနေမှုတွေကိုကန့်ကွက်စွာပေးပို့ခဲ့တာရှိခဲ့ပြီးတော့အဲ့ဒီလိုကန့်ကွက်စွာပေးပို့တဲ့နောက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကအခုလိုတုံ့ပြန်ပြုဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံယာယီအစိုးရအနေနဲ့လက်ရှိမှာလွတ်လပ်တဲ့နိုင်ငံရှားရဲမှုဝါဒကိုအကောင့်ထည့်ဖို့နေပြီးတော့လက်ရှိနေဆက်ဖြစ်သူထိန်းချုပ်မှုဟာဒီလက်ထက်မှာရှိနေတာဖြစ်တဲ့အတွက် နေဆက်ပြဿနာဝန်ကြီးမြင့်ထင်ချုပ်ထားတဲ့သူနဲ့တာအဆက်အသွယ်လောက်ရမှာဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယာမန်ကတည်ထောက်တွေကိုပြောဆိုထားခဲ့တာလည်းဖြစ်ပါတယ်အဲဒါကြောင့်ဘင်္ဂလားဒေ့ရှ်အနေနဲ့အရကတ်တူ UNLA နဲ့အထူးတက်ဆစ်ဆန်နေမှုကိုပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းဆိုထားပါတယ်တစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စစ်ကောင်စီနဲ့ဆက်ဆံရေးကိုလည်းပြောင်းလဲသွားမှာမဟုတ်ဘူးလို့ကုန်သွယ်ရေးအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလာရောက်ခိုးလိမ်နေကြတဲ့မွတ်စလင်ရိုဟင်ဂျာကိစ္စတွေအတွက်ကိုလည်းစနစ်နေဖို့ဆက်လက်ပတ်သက်နေအောင်မှာဖြစ်တယ်လို့လည်းဆိုရပါတယ်။ဒါအပြင်ပြဿနာတစ်ခုကိုဖြေရှင်းဖို့လိုအပ်နေရင်ဘယ်ပုံစံနဲ့အဆက်အသွယ်ပြုလို့ရမှာဖြစ်ပြီးတော့ဒီလိုသာပတ်သက်ဆက်နေမှုမရှိဘူးဆိုရင်ပြဿနာကိုလည်းဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်းသူကပြောဆိုထားပါတယ်ခင်ဗျာ။